အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ခွန်လာပိုင်းတလတာအတွက်တုံ့တွေ့လာမယ်အင်္ဂါသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်ရဲ့ကဲရော့နဲ့ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေဟာဘေးရင်ယုံကြည်တဲ့လူတယောက်ဖြစ်တဲ့ဆိုရင်ကိုယ့်ရဲ့ကံအဆိုးကောင်းရှောင်ရဆောင်ရတွေကို သိရှိဖို့အတွက်ဒီဗီဒီယိုလေးဟာမိတ်ဆွေကိုအထောက်ပံ့ပေးမယ့်ဗီဒီယိုလေးတစ်ခုဖြစ်မှာပါကျွန်တော်နာမည်ကတော့ ပါမင်းကြီးတွေပဲဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းပေးတဲ့ရတရားတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ဒီလိုဟောကိန်းတွေကတော့ကျွန်တော်မှမဟုတ်ပါဘူးဘေးရင်ဆရာတော်တော်များများကအဲတပတ်စာတစ်လစာတွေဟောလေးရှိပါတယ်အဲတချို့ comment မှာမြင်နေရတာကတော့ဆရာတယောက်တစ်မျိုးစီဟောနေတာဘယ်ဟာယူရမလဲဘယ်ဟာနားထောင်ရမလဲဆိုပြောပါတယ်အဲ့တော့ကိုယုံကြည်တဲ့ဆရာကိုနဲ့ပဋ္ဌာန်းဆက်ပါတဲ့ဆရာကိုနဲ့ဓာတ်တဲ့ဆရာ ဟောတာပဲနားထောင်ပါအဲ့တော့ရှိသမျှဟောကိန်းတွေအကုန်နားထောင်မယ်ဆိုရင်တော့ဆရာရောက်တရားရှိမယ်ဆိုရင်တော့အမျိုးတရားထွက်ပါပါဘာလို့ဆိုတော့တယောက်နဲ့တယောက်သုံးသက်ပုံချင်းဟောတဲ့ပညာရည်ချင်းမတူတဲ့အတွက်ကြောင့်လို့ကွဲလွဲမှုတော့ရှိမှာပါအဲ့တော့စကားတွေမရှိဘဲနဲ့ကျွန်တော်တို့အင်္ဂါသာသမီတွေတို့ကတရတာကိုစာဟောလိုက်အောင်အဲ့တော့ဘမအောင်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့အင်္ဂါသာသမီတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကတ်ကိုစာဟောမှာဖြစ်ပါတယ် ကိုပိုင်စီပွားရေးနေ့မှာမိတ်ဆွေအပေါင်းအသင်းကောင်းတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။လုပ်ငန်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကြုံတွေ့နေတဲ့အင်္ဂါသားသမီးတွေဟာလာမယ့်ခေါရလာပိုင်းထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာအဖြစ်ပူပြောင်းလာမယ်။ကိုယ့်အနေနဲ့ခက်ခဲနေတဲ့အသားစီးတွေဟာလည်းပွင့်လင်းမှု ရောက်ရှိလာတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အင်္ဂါသားသမီးတွေအနေနဲ့ကိုယ့်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာ မိတ်ဆွေတင်္ကာရတွေနဲ့ပူပေါင်းတာမျိုးဆက်သူရှယ်ယာတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးသူများနဲ့တိုင်ပင်ဆွေးနွေးပြီးတော့အကောင်အဆိုးကိုဝေဖန်သုံးသပ်ပြီးတော့လှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးထောက်ပံ့ကောင်းတယ်များစွာရရှိလာမှာပါနောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တုံ့တွန်းနေရတဲ့ပြဿနာတွေရှိပါတယ်ငွေဝင်လာဖို့အတွက်ပိတ်ပင်နေတဲ့ရရရှိတဲ့မှုတွေကြန့်ကြာနေတာတွေဒီလိုကာလမျိုးတွေမှာဒီလိုကာလမျိုးဆိုခဏလပိုင်းကိုစားပြုတ်ပြောခြင်းဖြစ်ပါတယ်ဒီလိုကာလမျိုးတွေမှာပြန်လည်ပြီးတော့ ရရှိလာနိုင်တယ်ဆိုတော့လွယ်လွယ်ကူကူရရှိတာမျိုးမဟုတ်ဘဲနဲ့အခုအနေနဲ့ဘလို့ပဲအဲရရပါတော့ငွေရတော့ကွက်လက်ထဲကိုပြန်လဲပြီးတော့ရရှိလာတယ်ပြောချင်တာကတော့ကိုယ့်ရဲ့မြုပ်နေတဲ့ငွေပြန်ပေါ်လာမယ်ကိုယ့်ရဲ့ရစရာရှိတဲ့ငွေတွေကိုယ့်စီပြန်ရရှိလာမယ်ပေါ့နော်အာအထူးသဖြင့်ကတော့နောက်တစ်ခုကတော့လုပ်ငန်းကိစ္စအဆင်ပြေပြီးတော့ငွေချင်းဝင်လာတာမျိုးတွေလည်းတွေ့ကြုံလာပါပါဒါပေမဲ့အဓိကကြိတ်တည်နေတာကတော့ကိုယ်ရဖို့အတွက်ကြံ့ကြံ့နေတဲ့ငွေကြီးတွေမြုပ်နေတဲ့ကိုယ့်ရဲ့ငွေကြီးတွေဟိုမှာပစ္စည်းတစ်ခုမှဝယ်ပြီးတော့ငွေ ငွေရင်းထားတယ်ဒါမထွက်လာဘူးဆိုရင်ဒီငွေကြီးတွေပြန်ပြီးတော့ပေါ်ပေါက်လာမယ်အပိုင်းခြားလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်ဒါပေမဲ့လွယ်လွယ်ကူကူနဲ့ရတာမျိုးတော့မဟုတ်ဘူးနဲ့အနေငယ်အခက်ခဲလေးတော့အကြောင်းတွေလာနိုင်ပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးပေါ့နော်အင်္ဂါသားသမီးတွေကျမ်းမာရေးအားနေပါတယ်ကျွန်တော်တို့1 by 5ဆိုင်ရာနဲ့ပတ်သက်ပြီးဒုက္ခပီးတာတွေတွေ့ကြုံလာတတ်တယ်အရှိရယောဂဖြစ်လို့မပီးသေးဘူးနောက်ထပ်ယောဂအတိတ်တွေထပ်တိုးလာတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ် ။ဒါကြောင့်မလို့ငါသားသမီးတွေနေတိုင်းမကောင်းမဖြစ်လိုက်နဲ့ဖြစ်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်နောက်ထပ်နောက်ထပ်တော့ယောဂါတွေနောက်ထပ်နောက်ထပ်တော့ဝိဒနာတွေအဲဆက်ပြီးတော့ပါလာတတ်ပါတယ်။အဲ့တော့ဒီခုနလပိုင်းမှာနေတိုင်းမကောင်းဖြစ်ပြီဆိုရင်ကြံတဲ့လတွေအဲကြံတဲ့နှစ်တွေထက်ပုံမှန်ပြီးတော့ခံစားရတတ်ပါတယ်ယောဂဝိဒနာ။ဒါလေးကိုတော့နည်းနည်းလေးဒီယူဆိုင်စီကျင်ပါတယ်။နောက်ချက်ကတော့အင်္ဂါသားသမီးတွေတွေ့ကြုံလာမဲ့အခြေအကျိစရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာအခြေအကိစ္စကဘလောက်ပဲချစ်ခင်နေပဲပြောပြောဘလောက်ပဲအဆင်ပြေတယ်လို့ပဲပြော ADA ဆက်နိုင်ပြီးတော့တယောက်နဲ့တယောက်ယုံကြည်မှုတွေပြက်ပြားနေတတ်ပါတယ်အတယောက်နဲ့တယောက်တန်တရားစိတ်ကြီးညားနေတတ်ပါတယ်ဒါကြောင့်လို့အခြေအကိစ္စတွေနဲ့ပတ်သက်ပြီးကောင်းလားဆိုးလားပြောတဲ့အခါမှာကောင်းတဲ့နဲ့လောက်တော့ကောင်းမိမယ်ခဏပြောအဲ့တန်တရားစိတ်ကြီးစိတ်မချမှုတွေကြောင့်ပူလန်ပူလောင်မှုတွေကျွန်တော်ကြုံတွေ့လာတတ်ပါတယ်အဲ့ဒီစိတ်တွေနဲ့ပြောဆိုတဲ့အခါမှာလေကိုယ့်ရဲ့ချစ်သူနဲ့ကိုယ့်နဲ့ကြားထဲမှာနားလည်မှုကိုယ်လည်းမှုတချို့တွေ ဒါမှမဟုတ်လို့ရှိရင်ပြဿနာဖြစ်ဒါမျိုးတွေပေါ့နော်အခြေအကျိစတွေမှာတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မို့အခြေအကျိစနဲ့ပတ်သက်တဲ့အပိုင်းမှာအခြေအကံကောင်းလားဆိုတော့အဆိုးကောင်းတဲ့တယောက်နဲ့တယောက်တန်တရားစိတ်တွေဒါမှမဟုတ်လို့ရှိရင်ပူလောင်စိတ်တွေပူပင်စိတ်တွေအများများနေပါတယ်။ပူပင်စိတ်ဆိုတာလည်းမျိုးရှိတာပေါ့နော်။တုတ်တပူပင်ပေးရလည်းဖြစ်နိုင်တယ်။ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပူပင်တာမျိုးလည်းဖြစ်နိုင်တယ်။ဘာပဲပြောပြောအပူပင်နဲ့တန်တရားစိတ်တွေနဲ့ကျွန်တော်ဖြတ်သန်းနေရတဲ့ကာလတစ်ခုကိုအင်္ဂါသာသမီးတွေကြုံတွေ့လာရနိုင်ပါတယ်။ နောက်တစ်ခုကတော့အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အာကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ယောက်ျားမတွေစတဲ့ဖြစ်ပေါ့နော်။ဒီမိဘဆရာသမားတွေနဲ့ပေါ့နော်။နားလည်မှုတဘောထားခြင်းကိုယ်လွှဲတာမျိုးကိုယ့်ရဲ့လုပ်ပုံကံပုံကိုမနှစ်သက်လို့ကိုယ်နဲ့သူတို့နဲ့အယူဆမတူညီတာမျိုးတွေဒီလိုအပိုင်းခြားမျိုးမှာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ဘက်အတိုင်းဝိုင်းဖြစ်သူ့ဘက်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ရှိတဲ့လူကြီးသူမတွေနဲ့အစင်မပြေဖြစ်တာမျိုးတွေနားလည်မှုတဘောထားခြင်းကိုယ်လွှဲတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ နောက်တစ်ခုကတော့ဒီအမှုကင်းကိစ္စပေါ့နော်တိမ်တော်ရင်းနဲ့ပတ်သက်တဲ့ပြိပခဖြစ်နေတဲ့အမှုကင်းဖြစ်နေတဲ့အပိုင်းခြားတွေမှာလိုတာထက်ပုံမှုပြီးတော့အချိန်ပိုကြန့်ကြာမယ်ငွေကြေးပုံမှုပြီးတော့ကုန်ဆုံးတတ်ပါတယ်ဒါကြောင့်မို့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့ဒီအာစတာဖြစ်ပေါ့တယောက်နဲ့တယောက်ပွဲတာတွေတရားစွဲတာတွေဟိုဟာကိစ္စတွေဒီဟာကိစ္စတွေစတာဖြစ်ပေါ့နော်ကျွန်တော်ပြောတဲ့အတိတ်ပဲနားလည်ပါပါအဲ့လိုကိစ္စဖြစ်နေတဲ့လူတွေအတွက်ကတော့ဒီကာလတွေမှာအချိန်ကြန့်ကြာမယ်ငွေကုန်မယ် လူပင်ပန်းမယ်စစ်ပင်ပန်းမယ်ဒါတွေပဲကျွန်တော်တို့တွေ့ကြုံလာပြီးတော့ကောင်းမွန်နေတဲ့တာယုတ်တစ်ခုကတော့ခရလပိုင်းမှာတော့တွေ့ကြုံလာမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့အင်္ဂါသားသမီးတွေကြုံတွေ့လာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီလိုချိန်ဒီပိုင်းချမျိုးမှာကျွန်တော်အင်္ဂါသားသမီးတွေကိုယ့်ရဲ့လောကန်ကိစ္စတွေမှာအဆင်မပြေဖြစ်တာတွေအဆင်ပြေမှုကိုပြန်လည်ပြီးတော့ပြောင်းလဲလာနိုင်တယ်ဘာအားကောင်းနေလဲလို့ပြောမယ်ဆိုအလုတ်တက်အတိုင်တက်ရှာဖွေမဲ့လူတွေအလုတ်အပြောင်းလဲလုံးမဲ့လူတွေတို့မဟုတ်ရေချမ်းမြေချမ်းမှာသွားရောက်ပြီးတော့ အလုတ်လုတ်ဆောင်မဲ့လူတွေတို့ကသတင်းစကားခေါင်းတွေကန်ထောက်ပံ့ခေါင်းတွေရရှိနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါလေဒါကြောင့်မလို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဘိုင်းမှာတော့အခုလက်ရှိလုံနေတဲ့အလုတ်ပေါ်မှာကောင်းလားဆိုးလားလို့မေးမယ်ဆိုရင်တော့အရန်ဆိုးကြီးတဲ့မှာလည်းပါနေလို့မဟုတ်အရန်ကောင်းကြီးတဲ့မှာပါနေလို့မဟုတ်ပေမဲ့အလုတ်တစ်ရှာပွေမဲ့လူတွေအလုတ်ပြောင်းမဲ့လူတွေတော်တော့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါလေနောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့ပညာရေးနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါလေဒီကာလမှာအင်္ဂါသားသမီးတွေကပညာရေးအမတန်အားကောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ဒါကြောင့်လို့ပညာရေးနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းတွေရရှိမယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကောင်းတွေကျွန်တော်တွေ့ကြုံလာမယ်၊ခံစားလာမယ်။ဆရာပေါင်းသမားကောင်းတွေတို့မဟုတ်ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးထောက်ပံ့ပေးနိုင်တဲ့လူတွေကျွန်တော်တို့တွေ့ကြုံလာမယ်ကာလအပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေဒီလိုကာလမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတော့အမှန်တန်အားကောင်းနေတဲ့ကာလအပိုင်းခြားလို့ပဲသုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့ နိုင်ငံသားတော်ဦးတဲ့လှုပ်ဆောင်နေတဲ့ကျွန်တော်ရဲ့အင်္ဂါသားသမီးတွေရှိတယ်ဆိုရင်ဒီလိုကာလမျိုးမှာနိုင်ငံသားတော်ဖို့အတွက်ခဏလေကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေမှာပြောခဲ့ပါတယ်အလုပ်သွားလုပ်တဲ့လူတွေအတွက်ကတော့အမတန်ခွင့်လန်းကောင်းနေတယ်ကျွန်တော်တွေ့ကြုံလာမယ်ကြံ့ကြာမှုဖြစ်နေတာတွေအမြန်ဆုံးတန်လှည့်ပြီးတော့လမ်းတွေပွင့်လာပြီးတော့မြန်မြန်ဆန်ဆန်နိုင်ငံသားထွက်ရတာမျိုးတွေတော့အနောက်ရှက်အသားစီအပိတ်ပင်တွေရှိနေဆိုလို့ရှိရင်အဲ့အနောက်ရှက်အသားစီအပိတ်ပင်တွေကိုကြော်လွှားပြီးတော့မှကိုသွားချင်တဲ့နိုင်ငံကိုလုပ်ချင်တဲ့အလုပ်တွေမှာအဆင်ပြေတာမျိုးတွေတွေ့ကြုံလာတတ်လို့နိုင်ငံသားမှာတနေတကြီးမှာလုံဆောင်ပြီးတော့ လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲနေတဲ့ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်လည်းအလုရှောက်တာအလုရှာတာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေရရှိလာမယ်လို့သုံးသပ်ဟောကြားရင်းနဲ့ပဲကျွန်တော်ရဲ့ခေါင်းလာပိုင်းအင်္ဂါသားသမီးတွေရဲ့ကတ်အစိုးကောင်းသုံးသပ်မှုအစီအစဉ်လေးကိုဒီမှာပဲရည်နာဖွင့်ပြပါမိတ်ဆွေတို့လည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ဒီတလတာမှာဖျက်ချော်နိုင်ပြီးတော့အရာရာဆင်ပြေနိုင်ပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ပဲဒီဗီဒီယိုဒီမှာပဲရည်နာဖွင့်ပြပါ